။အဲရကြည့်ရမသိမကြိုက်ဘူး။ဘာကြောင့်ဆိုသူ့ရဲ့အတွေးမြင် move ပြီးတော့တည်သွားလိုက်တာတော့ဘာလို့ရှိရပေါ့။ဆိုတော့ဒါကကျွန်တော်ရဲ့ပထမအဆုံးရင်ခွဲကြောင့်ရင်ခွဲရောက်ရဲ့အမှတ်တရပါ။အမှတ်တရပါ။နော်။အဲဒါမဲ့အဲ့တကယ်ကျင်တဲ့အခုဆရာဝန်ကြီးဖြစ်နေပါပြီ။နော်။သူလည်းဟိုပါပါရုတ်တရက်မှုလို့အဲ့လိုဖြစ်သွားတာသို့တော်လည်းပဲအဲဟိုပါပေါ့နော်ဒါကမြင်သူမဆိုဖြစ်နိုင်ပါလေမိန်းကလေးတွေထဲမှာလည်းကျွန်တော်ထင်တယ်အဲ့ဒီရက်က အဲ့ဒီဟာမူးတယ်တဲ့ဒီတော်များရှိတယ်တော့ဒီမှာအဲ့တော့ဒါကျွန်တော်ရဲ့ပထမအဆုံးရင်ခွဲရုံနဲ့ပတ်သက်တဲ့အတွေ့အကြုံပေါ့နောက်အမတ်တမရဖြစ်နေတော့ထပ်ရင်ခွဲရုံနဲ့ပတ်သက်တဲ့အတွေ့အကြုံကတော့အာကျွန်တော်ကျောင်းသားဘဝပဲနောက်ဆုံးနေ့အပိုင်းကမှာပေါ့နော်အဲ့တော့ ဆေးရုံနေရာတော့ကျွန်တော်မပြောတော့ဘူးဘာကြောင့်လဲဆိုတော့ဟိုမပြောသင့်ဘူးလို့ထင်တော့လေနော်ရန်ကုန်မြို့မှာရှိတဲ့အဲမင်္ဂလာရုံမှာရှိတဲ့ဆေးရုံကြီးအကြီးတစ်ခုပေါ့ဗျာနော်ဟိုမင်္ဂလာရုံဆေးမှာကျွန်တော်ဆေးတက်ကလို့နှစ်နဲ့တွေ့ထားတဲ့ဆေးရုံဆိုသိပါလိမ့်မယ်အဲ့တော့အဲ့မှာအဲ့နေရာကျွန်တော်တို့ကဟိုအဲ့ဒီမှာကျွန်တော်နောက်ဆုံးနေ့အပိုင်းကာဆိုတော့တော်တော်လေးဟိုအတွေ့အကြုံရှိသွားပြီပေါ့နော်လူတွေ ဒီခွဲတဲ့ကိစ္စကကျွန်တော်တို့တိတ်အဆမ်းမဟုတ်တော့ဘူးအဲ့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မနေ့ပိုင်းရောက်သွားတဲ့အချိန်မှာအဲ့ရင်ခွဲရုံရဲ့ပပတ်တယ်မှာဒီအဖြူအစိမ်းနဲ့ဝတ်ထားတဲ့ကလေးတွေအများကြီးပဲစုပြုံနေတာတွေ့တယ်အဲ့ကျွန်တော်တို့အထက်ထဲဝင်သွားတဲ့အချိန်မှာအထက်ထဲကဆရာကြီးတွေပါနော်ကျွန်တော်ပြောပြတယ်ကျွန်တော်အဲ့မှာကျွန်တော်တို့ဟိုတင်ပြတဲ့ဒီဟောပေါ့နော်ဆရာတွေရတပိုင်းပေါ့တကယ်ကွာ ဟိုပေါမောက်ခါရေးဆရာတွေရတဲ့ဘိုင်အဲနောက်တစ်ပိုင်းကတော့ဒီခွဲရတဲ့ပုံပုံတွေအကြောင်းရင်ခွဲရုံကဆရာကြီးတွေပြ။နော်သူတို့တွေကဒီခွဲတာစိတ်ဓာတ်အမတ်အမြန်နဲ့ပြန်ချုပ်တာအောင်နော်ကျွန်တော်တို့ဆိုရင်အဲမျိုးဟိုအကြာကြီးလောက်အောင်မှာသူတို့ကဟိုမှာဟိုခဏလေးပဲဗျာခေါင်းကိုခွဲတယ်အုံတော့ထုတ်တယ်နော်နောက်တစ်ခါအရင်ဘက်ကိုဒီလိုမျိုးပ ခွဲပလိုက်တယ်နောက်ထုတ်တယ်ချိန်တယ်ဒါတွေကကြာနေလို့မဖြစ်ဘူးလေဘာလို့လဲနောက်ပိုင်းမှာအတူကကိစ္စတွေပဲလည်းရှိနေပေါ့လေဆိုအဲ့ဒီကကျွန်တော်တို့အထက်ထဲဝင်သွားတာအထက်မှာရှိတဲ့ဆရာကြီးတွေကညနာမကောင်အဲ့ဒါကျွန်တော်တို့မေးကြည့်ဘာဖြစ်လို့လဲဆိုအားရဆိုတော့ကျွန်တော်တို့ဆရာဝင်တော့မဟုတ်သေးတယ်မဆရာပဲဆရာရဲ့ဒီမှာကြည့်ပါအောင်တဲ့ဒီနေ့အတော့ဟာတဲ့အော်ကျွန်တော်အဲ့တော်ရတယ်ဟိုဒီလိုဆွဲပြီးသူဖွင့်ပြတော့ကြည့်လိုက်တော့ဟာဒီပုတ်ကလေးကခလေးလူငယ်လေးပဲဗျဆယ်ရန်ကျောင်းသားလေးနှာခေါင်းမရှိဘူးလား နှာခေါင်းမရှိနှာခေါင်းอ่ะအဲ့ဒါကြောင့်ပြောနှာခေါင်းဘယ်လိုဖြစ်သွားလဲဆိုတော့နှာခေါင်းอ่ะကြွက်ကြိုက်သွားနော်နှာခေါင်းကိုကြွက်ကြိုက်သွားတာဒီကလေးလေးကဘာဖြစ်ဒီကောင်လေးကဘာဖြစ်တာလဲဆိုတော့သူရဲ့ချစ်သူစီကနေတော့အအဖြေမရတော့သူကဟိုဟောပါတော့ချစ်သူကသူချစ်တယ်ဆိုရင်အဖြေမရတာလားအဲအဲ့လိုသဘောမျိုးပေါ့ဗျာဟောရေဟိုဒီတော့ကရာတေကစားတဲ့ဒီကပတ်နေလေမျိုးကိုကျိုးဆက်ချပြီးတော့သူကနေသွားတာအဲ ဒီတော့သူ့ရဲ့မိဘတွေရတယ်ဟိုဗျာအကောင်လေးပေါ့ဗျာနော်အကောင်လေးနောက်ခါဒီရတဲ့ဒီကျောင်းသားတကယ်ချင်းနေတယ်ဖြစ်တော့ဒီတွေးဆယ်တန်းကျောင်းသားလေးဖြစ်လိမ့်မယ်ထင်တယ်အဲ့တော့တွေးစုတဲ့အရွယ်လေးပေါ့ဗျာနောက်ခါဒီကောင်မလေးကိုယ်တိုင်ကလည်းအပြစ်မှာဟိုးနေတယ်နောက်တစ်ခါသူ့တကယ်ချင်းနေကိုယ်ကလည်းအရန်ပေါ့ဗျာဟိုဟိုဟာပေါ့နော် လောင်ကျွားနေရပါတော့ပူဆွေးလောင်ကျွားနေရပါတော့သူ့ကိုချစ်ခင်လည်းမဟုတ်ရပါနဲ့အမေအထက်ထဲမှာဖြစ်နေတဲ့ပြဿနာပါလေဆိုတော့ဒီအလောင်းမှာနှာခေါင်းမရှိဘူးအဲကျွန်တော်တို့ကခွဲတော့မခွဲရသေးဘူးဒီနှာခေါင်းပြဿနာကိုဘယ်လိုလုပ်မလဲနှာခေါင်းကမရှိရင်လူတရားရဲ့မျက်နှာတော်တော်လေးအမြင်အားဆိုးတယ်ကြာဘာလို့ဆိုတော့မျက်နှာမှာဗျာဟိုနှာခေါင်းနေရာကြီးကအပေါက်ကြီးဖြစ်နေပါတော့အဲတော့ကြည့်လိုက်ရင်ကြောက်စရာကြီးဖြစ်တယ်ဗောနော်ဟိုဟိုနှာခေါင်းတစ်ခုလုံးကိုကြွက်ကကိုက်သွားတာ ဘယ်လိုကြိုက်လဲတော့ကျွန်တော်လည်းမသိဘူး။ဘာလို့အဲ့ဒီရင်ခွဲရုံကြီးကတော်တော်ကြီးဟိုအစင်ကမ်းမြင့်နဲ့ရေခဲဟာရေခဲအကန့်နဲ့အကန့်နဲ့သူကပိတ်ပြီးတခြားထားတဲ့ဟာမျိုးအဲနိုင်ငံခြားဆိုင်ပေါ့နော်။အဲ့တော့အဲ့မှာဘယ်လိုကြွက်ကဝင်ကြိုက်သွားတယ်တော့ကျွန်တော်လည်းမသိဘူး။ဒါခါမှလည်းမကြုံဘူးပေါ့။အဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်ကဟိုအတုဘချဖို့ပါလေအပြင်မှာစောင့်နေကြပြီတက်အဲကျောင်းကဆရာဆရာမတွေဟိုကျောင်းသားတွေတော့အပြင်မှာအများကြီးစောင့်နေကြပြီဆိုတော့ဒါနဲ့ကြာသွားတာပေါ့နော်အဲ့မှာအလောင်းကိုစခွဲတော့ ခွဲတော့ကျိုးဆက်ချတည်တဲ့အလောင်းဆိုတော့ကျွန်တော်တို့ကပထမဆုံးခေါင်းခွဲခေါင်းခွဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဥယျာဉ်ကိုကျွန်တော်တို့ကဒီနောက်ကနေပြီးတော့ဒီလိုဖြတ်ပြီးတော့မှလှန်ပြီးတော့တံမြေအကုန်လုံးလှန်လိုက်ပြီးတော့မှမျက်နှာပေါ်မှာကျွန်တော်ဖုံးရတယ်ဖုံးလိုက်ပြီးတော့မှဒီခေါင်းကိုဆိုတော့နောက်ပိုင်းကနေပြီးတော့ဒီလိုမျိုးပါပေါ့နော်ဒါနဲ့အဲဟွာနဲ့ဘာခေါ်လဲလွှတ်နဲ့တိုက်တိုက်ပြီးတော့မှဥကောင်းကိုလှန်လှန်ပြီးတော့မှဥနောက်ကိုထုတ်ဟုတ်ပြီဥနောက်ကို တော့ဆစ်ဆေးဖို့ပေါ့ထုတ်ပလိုက်တာပေါ့နော်အဲ့တော့အဲအဲ့လိုအနေအထားမျိုးပေါ့နောက်တစ်ခါ gym bag ကကြတော့ဒီလိုမျိုး y shape နောက်ပြမှာအလဲကိုတက်တက်ခွဲချတာပေါ့နော်ခွဲချပြီးမှာအထက်ထက်ကမမတော့ရင်ခွဲပြီးဆိုရှင်အဲ့ဒီရဲ့ခန္ဓာကိုယ်လည်းပေါ့ငါမှမကြံတော့ဘူးဗျအကုန်လုံးကဆစ်ဆေးဖို့အတွက်ကိုတင်းမှုတိတ်ခင်းဆိုလို့ရှင်အကုန်လုံးယူလိုက်တာပေါ့ပြောင်းပြန်ချက်ပေးလိုက်ရင်အဲ့ဒီမှာအုံနှောင်းလည်းမပါတော့ဘူးအဆုတ်တို့ဂရီစာတို့ဘာတို့ဘာတို့ခုမှမပါတော့ဘူး ဟိုပါပဲပေါ့အခွန်ကြီးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးလုံနေစင်တန်းလာမှာအပြင်ကကလေးတွေကထိန်းလို့မရတော့ကြာပဲပေါ့နော်နောက်သူတကယ်ကြီးကိုအရန်ကြည့်နေတယ်ဆိုတော့နောက်ဆုံးဒီရင်ခွဲရုပ်ရဲ့တစ်ခါဟိုသူကအတင်းတွန်းရအောင်တွန်းတော့အတွင်းကဆရာကြီးရဲ့လည်းပြန်မတော့တွန်းပါလေဝင်လို့မရအောင်ဆိုတော့ဒါပေမဲ့သူကလူငယ်ရင်မလားအားလည်းမရအောင်နောက်ဆုံးတခါကြီးကပွက်သွားတယ် ွင့်ကောင်ကကျွန်တော်မှတ်မိဆရာကြီးပြောက်ကလည်းစိတ်တူတော်မှာပေါ့လေအဲသူကမင်းတို့တော့ကြည့်ကြတယ်ကြည့်ကြကွာဆိုအဲ့လိုပြောတော့သူကအထဲလက်ရောက်ကသူတို့ပြောလိမ့်ထားလို့မဟုတ်ဘူးခင်ဗျာနော်ဟိုမျက်နှာနှခေါင်းလည်းမရှိဘူးနောက်ခါခေါင်းကြီးကလည်းဟိုဟိုတော့ကြည့်ကပွင့်တော့လှန်ထားတာကျင်ပတ်တွေကလည်းခွဲထားတာဆိုတော့အလုံးကအမလီဆိုអော်ပြီးထွက်ပြေးကြတာပေါ့နော်လဲလူလဲ꽌တဲ့လူ꽌ပါလေဆိုတော့အဲဒါလည်းကျွန်တော်အတွက်ကအမှတ်တရတစ်ခုဖြစ်နေတာပေါ့နော်ဟို ဘလို့ပြောမလဲဆိုတော့အမှန်တိုင်းပြောရင်တော့ဟိုအမြင်သိတဲ့ဟာမမြင်တာကောင်းပါလေเนาะနောက်တစ်ခုကကြတော့ဟိုတေသူရဲ့ပိတ်ခါဆိုတာလည်းရှိနေရလေကျွန်တော်ဆိုအများအခုနောက်ပိုင်းဆိုရင်ပုံပုံလေးဒါကျွန်တော်ဒီတိုင်းလာပြောပြတာဒါပေမဲ့ဟိုတန်းတန်းကတော့ဟိုပေါ့နော်တေသူရဲ့ identity ရောဘာရောအဲ့ဒါတွေကိုကျွန်တော်မထိခိုက်ဖို့အတွက်အထူးသတိထားပြီးပြောတယ်အဲ့တော့ဟို လူတယောက်ကတည်သွားတယ်ဆိုရင်လည်းသူသိတာ identity အရော or on a dignity အရော share လေเนาะအဲ့တော့လူတယောက်ရဲ့ dignity ကိုကျွန်တော်တို့ကစေပညာတွေကလိုအပ်လို့ခွဲစိတ်ပြီးတော့ကြည်ဒါဆိုတာဒါတည်သွားတာဟိုတည်မှုတည်ခြင်းဆိုတော့ကျွန်တော်တို့ကဟာတကယ်တတ်တည်တာဟုတ်လားမဟုတ်လားသူသူအုံနောက်ထဲမှာဘလို့ဖြစ်တယ်ဒါသူ့ရဲ့ဒီကြောရိုးတွေမှာဘလို့ဖြစ်တယ်เนาะတော့တစ်ခါသူ့ရဲ့ဒီခန္ဓာကိုယ်ထဲမှာတခြားအစိတ်တောက်ထားတာရှိတာ ။ဟောတေးထဲမှာရှိတဲ့ကင်မကာတွေကဘလို့ဖြစ်နေလဲအဆုတ်ကဘလို့ဖြစ်နေလဲအစသဖြင့်အကုန်လုံးကကျွန်တော်တို့သိဖို့လိုအပ်လို့လောရတာ哦။ဒါကြောင့်လို့ကျွန်တော်တို့ကဒီလူတယောက်ရဲ့တိတ်ခါပေါ့နော်။တေးသွားတဲ့လူပြတိတ်ခါကိုထိမ့်သိမ်းသောအပြင်ခုနနှခေါင်းကိစ္စတော့မှဆရာကြီးတွေပူတယ်ဆိုတာအလောင်းမလှပါဆိုလို့နော်နှခေါင်းမရှိဘူးဆိုရင်ဟိုအပြစ်ပေးခံမှာစုခံမှာဆိုင်ဒီအလောင်းကိုဘယ်လိုပြရမလဲဆိုတဲ့ဥစ္စာကိုဟိုခက်လို့ဟိုဒီလိုဖြစ်ကြတာပေါ့နော်လှတက်လက်ပါပါ ကျွန်တော်ဖြစ်စေခြင်းတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်မလို့ကြာပါတော့ပေါ့အဲ့တော့နောက်ဆုံးတော့ပြီးသွားပါတယ်ပြီးသွားပြီးတော့နှာခေါင်းကိုတော့ကျွန်တော်တို့ဂုံးနဲ့ပဲဆို့ပေးလိုက်ရတာပေါ့နော်အဲ့တော့လူတွေကလည်းအဲ့ဒါဖြစ်လိုက်တော့လည်းတမျိုးခက်ကောင်းကောင်းပေါ့နော်ဟိုလန့်ဖြန့်ပြီးတော့တောင်းတောင်းလည်းအကောင်းဟုတ်မကြည့်ရတော့ဘူးအဲ့တော့နောက်ဆုံးမှတ်မှတ်ရတာတော့အလုပ်ခွဲပြီးတော့ကျွန်တော်တို့အလောင်းကိုထုတ်ပေးလိုက်ပါတယ်အပြင်ကိုနော်အပြင်ကိုထုတ်ပေးလိုက်ပြီးတော့ဒီကလေးရတယ်ရှိမှာပေါ့အသက်16 19လောက်ပဲရှိတော့ပေါ့နည်းပြောပြကောင်းတယ် ဲ့တော့သူသူရဲ့ရောင်းဟိုတကယ်တင်နေရဟိုဘောတော့ဝင်နေစားနေပဲလက်ဆောင်သွားတော့နော်အတူပါအတွက်ကိုစီစဉ်လိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောတဲ့အထဲမှာအကြောင်းနှစ်ခုပဲရှိသေးတယ်ကျွန်တော်အမှတ်တရဖြစ်တာပထမတစ်ခုကပထမဆုံးခွဲတဲ့အမျိုးသမီးတကယ်ချင်းဦးပြီးတော့လိမ့်ကြတယ်ဗောနော်လိမ့်ကြဆိုတော့အောက်ကိုမကြောက်ဘူးအောက်ကြောက်ရင်အောက်မှာရေတွေရှိရပြန်နည်းနည်းအဲ့ဒီက ရေခွဲတဲ့အီယုံဆိုတော့သူကအောက်မှာရေဆက်ဆက်ဆက်ဖြစ်နေတယ်ဆိုတော့အဲ့ဒီရေတွေကမတန်လည်းမတန်အောင်ဆိုတော့သူအဲ့ဒီရေတွေဘာလို့မထိလိုက်ရောအဲကဲတဲ့လူကတော့မလည်းတဲ့လူကတော့ကျွန်တော်ပေါ့နော်နော်နောက်နံပါတ်2ကတော့အဲ့ခုနနှာခေါင်းကိုကြက်ကြိုက်တဲ့ပိစာပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်အရင်ပြောပြလိုက်ပါတယ်အဲ့တော့အဲနောက်ထပ်နှစ်ခုရှိသေးတယ်အဲ့ဒါပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဟိုနောက်တစ်ခါကျွန်တော်ထပ်ပြီးတော့ ဟိုတင်ပေးဖို့ရှိပါတယ်အဲ့တော့ဟိုဒီဥစ္စာကိုကျွန်တော်ပြောတဲ့ဟာကဘုံဝင်နေနေပြောရရင်ကျွန်တော်စိတ်ထဲမှာပြောကျင်စိတ်ရှိနေလို့ကျွန်တော်ပြောတာပါဟိုတကယ်လို့ပေါ့နော်ဒီဥစ္စာဟိုနားမထောင်နိုင်ဘူးစိတ်မချမ်းသာတဲ့လူတွေဆိုရင်လည်းကျေစုပြုပြီးတော့ဟိုဆက်နာမထောင်ပါနဲ့ကြော်လာလိုက်တာပိုကောင်းပါတယ်။အဲကြောင့်လဲဆိုတော့ဟိုဒါစိတ်ချမ်းသာစရာ တော်ရကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်လို့ပါ။ဒါပေမဲ့တစ်ဖက်ကလည်းရင်ခွဲယုံကြီးတဲ့သဘောကလူတွေတည်ဆုံးရရင်ဖြစ်တဲ့သဘောကြီး။ကျွန်တော်အကြံပေးအဖြစ်ပြောပြခြင်းဖြစ်ပါတယ်။နောက်တစ်ခုကလူပါဗျာ။တကယ်တော့အခုရပိုင်းတည်းမှာတည်သွားတဲ့နော်ဒီကလေးလေးတွေနော်အများကြီးအကြောင်းကျွန်တော်စိတ်မကောင်းပါဘူး။နော်ဟိုအပြစ်မဲ့ကလေးတွေပေါ့ဗျာ။ Yes အဲ့ဒါအဲ့တော့ အဲအဲ့ဒါတွေကိုတွေးပြီးတော့ကျွန်တော်ကောင်းတယ်မှာဒါရောက်လာတာတော့ကျွန်တော်လည်းမပြောရဘူးနော်ဟိုဒါတွေဟာစိတ်မကောင်းစရာတွေပါဒါပေမဲ့တစ်ဖက်ကလည်းလူဖြစ်လာပြီးရင်တော့လည်းမလဲမသိရင်ဆိုင်ရမယ်ကိစ္စတွေပေါ့လေနော်အဲ့တော့အဲ့ဒါလောက်နေပဲကျွန်တော်ပြောရမယ်ကျွန်တော်ရဲ့ပထမပိုင်းအစီအစဉ်ကိုကျွန်တော်အဆုံးသတ်ပါတယ်တကယ်လို့အာအားပြည့်ရဲ့လူတွေနားထောင်နေတဲ့လူတွေရှင်တော့ကျွန်တော်ဒုတိယပိုင်းကိုဆက်ပြောဖို့အစီအစဉ်ရှိပါတယ်ကျေးဇူးတင်ပါတယ်